အားလုံးပဲမင်္ဂလာပါတငယ်ချင်းလေးတို့ရေမြက်ကလေးတွေရဲ့ကာတွန်းလေးတွေကိုသဘောကျရဆိုရင်တော့ USPBN လေးကိုခွင့်ပြီးတော့ကြည့်ပါကြဖို့မမေ့နဲ့နော်ဘဝစာကလေးမလေးနဲ့တင်တင်ကြီးကမ်းမလေးတို့ရဲ့ကလေးတွေကမွေးနေ့တရက်ထဲကြတာပေါ့တင်တင်ကြီးကမ်းမလေးကသူ့ရဲ့ကလေးတွေအတွက်စိုင်းကြီးကြီးကိုသွားပြီးတော့ကိတ်မာလိုက်တော့တယ်ဘဝစာကလေးမကတော့သူ့ရဲ့သားလေးအတွက်မွေးနေ့ကိတ်ကိုအိမ်မှာပဲလှုပ်ပေးလိုက်တော့တယ်ကိတ်မုံလေးကရံ့အောင်လှတဲ့အပြင်အရသာရှိရဲ့ပုံကလည်းပေါ်နေရပါတော့ တားရေအမေလေးဧည့်သည်တွေကိုသွားဖိတ်လိုက်အောင်မယ်ကိတ်မုတ်ကိုတားဆောင်ကြည့်ထားနော်ဘသူမှမစားစင်နဲ့နော်အဲ့နောက်မှာတော့ဘဝစားကလေးမကတအိမ်ဝင်တအိမ်ထွက်ပြီးတော့လိုက်ပြီးတော့ဖိတ်လိုက်တော့တယ်တင်နေကငါ့ကိုနင်းထက်အရင်လာဖိတ်တာဆိုတော့သူ့စီကိုသွားမှာပဲဖြစ်မယ်လေမဟုတ်ရင်နင်းစီကိုငါလာကျင်တာပေါ့ဘဝချက်တူရေးရလဲဘဝစားကလေးမကိုအဲ့ဒီတိုင်းပဲပြောလိုက်တော့တယ်တားလေးကူကူရဲ့မွေးနေ့ကဒီနေ့မှန်းသိရင်တင်းနေကိုမြင်လိုက်ပါတယ် ရပါတယ်အမရေဘာမှမဖြစ်ပါဘူးညီမတယောက်လုံးရှိရမယ်ညီမနဲ့သားလေးပေါင်းပြီးတော့မွေးနေ့ပွဲကျင်းပလိုက်ပါမယ်ညနေရောက်သွားတော့တယ်တင်းတင်းကြီးကမှလေးကကိတ်ဝယ်ဖို့အတွက်ကိတ်ဆိုင်ကိုသွားလိုက်တော့တယ်ကျမရဲ့ကိတ်ကအစင်းသိမ်းဖြစ်ပြီလားအိုးဟိုကိတ်ကအစင်းသိမ်းဖြစ်လို့ဘူးထဲမှာထည့်ပြီးတော့ပါကင်ပိတ်ထားရအောင်ကြာပြီတင်းတင်းကြီးကမှလေးကကက်စီနဲ့ရကြောင်ဈေးတက်တာတဲ့ကိတ်မုတ်ကိုပဲဝယ်သွားလိုက်တော့တယ်ကိတ်မုတ်ဆိုင်ပိုင်ရှင်ကလည်းအယံအောင်လောဘကြီးရဲ့သူဖြစ်တော့တယ် ပတ်စံနည်းနည်းလေးအတွက်နဲ့အရသာမရှိတဲ့ဆိုးရွားလို့နဲ့ကိတ်မုတ်ကိုရောင်းပြလိုက်တော့တယ်။ညရောက်သွားတော့တာပေါ့။အမေအခုချိန်ကြီးဘသူမှလည်းမလာကြသေးဘူး။တားလည်းကောင်းကောင်းသိပါရဲ့။ဒီနေ့ကတားလေးတိုနီရဲ့မွေးနေ့ဆိုလည်းဟုတ်တယ်လေ။အမေထက်အရင်အန်နီတနီကအားလုံးကိုဖိတ်လိုက်လို့လေ။အဲအားကြောင့်ကျင်းငက်တွေအားလုံးကအန်နီတနီရဲ့အိမ်ကိုသွားကြတာမလား။ကဲဒါဆိုလဲအမေနဲ့တားနဲ့ပဲပေါင်းပြီးတော့ကိတ်ခွဲကြတာပေါ့။ ဖက်မှာတော့တိုနီဂျီဂန်တွေကကိတ်မုတ်ကိုခွဲလိုက်တော့တယ်။နောက်တော့ဂျီဂန်တွေအားလုံးကလည်းမွေးနေ့ဆုတောင်းပေးလိုက်ကြတော့တယ်။အမေကြည့်ပါဦးကတားရဲ့မွေးနေ့ပွဲကိုအားလုံးလာကြတယ်။ကိုကိုရဲ့မွေးနေ့ပွဲကိုတော့ဘယ်သူမှမသွားကြဘူး။ဟုတ်တာပေါ့တားရဲ့အမေကကိတ်မုတ်ကြီးကြီးဝယ်လာခဲ့တာဝို့။ဂျီဂန်တွေအားလုံးကလည်းမွေးနေ့လက်ဆောင်ယူလာခဲ့တော့တယ်။အဲ့နောက်မှာတော့တင်းတင်းကြီးကမလေးကကိတ်မုတ်ခွဲပြီးတော့ဂျီဂန်တွေအားလုံးဝေးပေးလိုက်တော့တယ်။ အရသာလည်းစိုးလိုက်တာဟုတ်ပါဒီလောက်စိုးရလို့နဲ့ကိတ်မုတ်ကျွေးဖို့အတွက်နဲ့အင်ုံလာခဲ့ဖို့ဖိတ်တာလားဘူဘူငှက်လေးကလည်းချောင်းဆိုးပြီးတော့ပြောလိုက်တော့တာပေါ့ဒီကိတ်မုတ်စားပြီးတော့ငါသေတော့မလို့ခံစားနေရတယ်ငါတို့အားလုံးကုကုရဲ့အင်ုံသွားကြရအောင်ဒီတင်တင်မငါတို့ကိုခေါ်ပြီးတော့ကောင်းကောင်းမဆက်ဆံဘူးတကယ်ဘယ်ကိတ်မုတ်ကအရသာတော်တော်စိုးတာပဲတားရဲ့ငါတို့ကိုလိန်ပြောနေရမြားထင်နေရလား တစ်ဖက်မှာဝဝစာကလေးမကလည်းကိတ်မုတ်ပေါ်မှာဖျောင်းနိုင်ဆိုင်ပြီးတော့မီးနှီးလိုက်တဲ့အချိန်မှာကျင်းကတည်းကဝဝစာကလေးမရဲ့အိမ်ကိုရောက်လာတော့တယ်။ကျင်းကတည်းအားလုံးကိုကြည့်ပြီးတော့ဝဝစာကလေးမနဲ့ကုကူစာကလေးကအံ့ဩသွားတော့တာပေါ့။ဟဲအားလုံးဒီကိုလာကြရလား။ဟုတ်တယ်ဝဝဟိုဒီနေကြီးကမကလေငါတို့စီကနေလက်ဆောင်နေရှူပြီးတော့ကျွေးတဲ့ကိတ်မုတ်ကြအရသာဆိုးလိုက်တာပြောင်းနေပါနဲ့တော့။ငါတို့လည်းကိတ်မုတ်ကိုထားခဲ့ပြီးတော့ဒီလိုလာခဲ့တာ။ဟိုဟော တားရဲ့မွေးနေ့ပွဲကိုအားလုံးလာကြတဲ့တားရဲ့မွေးနေ့ပွဲကိုအားလုံးလာကြတဲ့ yay အဲ့နောက်မှာတော့ကျင်းကတဲ့အားလုံးပေါင်းပြီးတော့ကုကုစာကလေးမရဲ့မွေးနေ့ကိုကျင်းပပေးလိုက်ကြတော့တယ်အဲ့နောက်မှာတော့ဝဝစာကလေးမကသူကိုယ်တိုင်လှုပ်ထားတဲ့ကိတ်မုတ်ကိုအားလုံးကိုခွဲကြွေးလိုက်တော့တယ်အဲ့ဒါကိုကြည့်ပြီးတော့တင်းတင်းကြီးကမရဲ့ကက်စီနဲတက်တဲ့အခြေအပြောင်းလဲသွားတော့တာပေါ့အဝေးကနေရက်ကြည့်နေပြီးတော့ဝဝစာကလေးမရဲ့အိမ်ကနေကြားနေရတဲ့အတန်တွေပေါ့မနာလိုသွားတော့တယ်ตาလေးရေ အိမ်ပြန်ကြရအောင် အမေအိတ်ချနေပြီအဲ့နောက်မှာတော့တင်းတင်းကြီးကန်းမလေးကသူ့ရဲ့သားတိုနီကြီးကန်းလေးကိုခေါ်ပြီးတော့အိမ်ကိုသွားလိုက်တော့တယ်တော်ရဲမှာတင်တင်ကြီးကမ်းမလေးကအချိန်တိုင်းလေလွင့်ပြီးတော့ရှောက်တော့နေတော့တာပေါ့အဲ့ဒီအပြင်နေမကောင်းတဲ့ကျင်းငက်ပဲဖြစ်ဖြစ်အသက်ကြီးရဲ့ကျင်းငက်ပဲဖြစ်ဖြစ်ငယ်သေးရဲ့ကျင်းငက်ပဲဖြစ်ဖြစ်တွေ့တဲ့အချိန်တိုင်းသူတို့စီကနေအစားအစာတွေကိုလူယူပြီးတော့စားတောက်လိရှိတော့တယ်ဟေ့ ဒီနေ့တမီးကအလူစားခြင်းလို့အလူဝယ်လာခဲ့ရမလားဝယ်လာခဲ့လေတမီးတမီးစားခြင်းတော်ဝယ်လာခဲ့မိပန်ကသူ့ရဲ့အမေဆီကနေပစ္စံတောင်းပြီးတော့ဟင်းသီးဟင်းရဝယ်ဖို့အတွက်တောင်းလိုက်တော့တယ်အန်ကေတမီးကိုအလူပေးပါလားအလူပဲယူမှာလားတမီးတခြားဟာတွေရောဘာယူအောင်မလဲယူတော့ပါဦးအန်ကေဒီနေ့တော့အလူပဲဝယ်သွားလိုက်တော့မယ်အဲ့ဒီနောက်မှာတော့မိပန်စကိမ်းမလေးကအလူတွေကိုဝယ်လာပြီးတော့အိမ်ကိုပြန်သွားလိုက်တော့တယ် ဒါပေမဲ့လမ်းတစ်ဝက်မှာတော့တင်းတင်းကြီးကန်းမလေးကပုံပြီးတော့ထိုင်နေတော့တာပေါ့မိပန်းစာကလေးမလေးကခြုံထဲကိုဖျက်လာတဲ့အခါမှာတင်းတင်းကြီးကန်းမလေးကအပြင်ကိုထွက်လာလိုက်တော့တယ်။နောက်တော့မိပန်းစာကလေးမရဲ့အရှိကိုရောက်လာပြီးတော့ထိုင်နေလိုက်တော့တယ်။စာကလေးတဲသေးလေးနင်ကောဒီအာလူတွေအားလုံးပေးခဲ့ဟမ်မပေးပါဘူးဘာလို့ပေးရမှာလဲတမီးကဒီအာလူတွေကိုအိမ်ယူသွားမှာမပေးဘူးဆိုရင်လည်းလူယူလိုက်ပါတင်းတင်းကြီးကန်းမလေးကမိပန်းစာကလေးမဆီကနေအာလူတွေကိုလူယူပြီးတော့ထွက်ပြေးကြတော့တယ်။ လေးပန်းစာကလေးမကလည်းငိုရင်းငိုရင်းနဲ့တင်တင်ကြီးကမလေးရဲ့အနောက်ကိုလိုက်တော့တာပေါ့ဒါပေမဲ့တင်နေကထူထက်တဲ့တောထဲကိုပြေးဝင်သွားတော့တယ်မိပန်းစာကလေးမကတင်နေကိုဟုတ်ဘက်ဒီဘက်လိုက်ရှာတော့တာပေါ့ထွက်ပြေးသွားပြီမကောင်းတဲ့အန်တီတင်တင်ကြီးကကသမီးရဲ့အာလူတွေကိုယူပြီးတော့ထွက်ပြေးသွားတယ်အခုအမေစီကနေအော်ခံရတော့မယ်မိပန်းကငိုပြီးတော့အင်ကိုပြန်အောင်လာတော့တယ်သမီးလေးဟင်းသိမ်းရွက်တည်းကဘာမှလဲအမေ သမီးကအာလူးဝယ်ပြီးတော့ပြန်လာနေတဲ့အချိန်အန်နီတင်နေကလေသမီးကိုတားပြီးတော့အာလူးတွေကိုလူယူပြီးတော့ထုထက်တဲ့တောထဲကိုပြေးဝင်သွားတယ်။အော်သမီးကဘာလို့ရှက်လိုက်တာလဲ။အမေသမီးကိုသူ့စီမတော်ဘူးပြောထားတယ်မဟုတ်လား။အန်သမီးကသမီးဘာသာသမီးသွားနေတာ။အန်ဒီကသမီးရဲ့အရှိကိုလာပြီးတော့ထိုင်လိုက်တာ။ပြီးတော့သမီးစီကနေအာလူးတွေလူယူသွားတယ်။အဲကောင်းပြီ။အခုမငုံနဲ့တော့တိတ်တော့ပတ်စံထည့်ယူသွားပြီးတော့ဟင်းသီးဟွက်တွေကိုထောက်ဝယ်လာခဲ့လိုက်။ ဒီတခါတော့တခြားလဲကနေ လာခဲ့နော်မဟုတ်ရင်တင်နေရသမီးစီကနေထက်လူလူနေအောင်မယ်တင်ကြီးကမလေးကအာလူတွေကိုယူပြီးတော့တောင်မော်ကိုသွားလိုက်တော့တယ်နောက်တော့တောင်မော်မှာထိုင်ပြီးတော့အာလူတွေကိုစားရင်းနဲ့ပါတီလုပ်နေတော့တာပေါ့တင်တင်ကြီးကမလေးကအပါတရနဲ့အာလူကိုစားတော့တာပေါ့နောက်တော့တခြင်းလဲဆိုတော့တယ်အဲ့လိုနဲ့ပဲတရက်မှာတော့တင်တင်ကြီးကမကပြန်တန်းနေတော့တယ်အဲ့ဒီချိန်မှာအသက်အရွယ်ကြီးတဲ့ကြီးကန်းအဖွားကိုတယောက်ကအိမ်အပြန်ကိုထိုင်ဆောင်နေတာပေါ့ အဲ့ဒီအဖွားကမှမလိုက်မုံနေလဲရှိနေတော့တယ်အဲ့ဒီချိန်မှာတင်းတင်းကြီးကန်းမလီကအဖွားကိုစီကိုတွားလိုက်တော့တယ်ဟေးဒီမလိုက်မုံနေဘယ်ကိုယူသွားမလို့လဲသမီးရဲ့အတော်ကအတော်ရဲ့သမီးအိမ်ကိုသွားမလို့လေဒီမလိုက်လုံးကအိမ်မှာလောက်ထားတာအတော်ရဲ့သမီးလေးတွေအတွက်ယူသွားပေးချင်တာအတော်ရဲ့မြီးလေးနဲ့မြီးမလေးကလည်းမလိုက်မုံနေကိုတိတ်ကြိုက်တာအေးအတော်ကအတော်ရဲ့သမီးရဲ့အိမ်ကိုသွားမလို့လေ ဒီမလိုင်းလုံးတွေကအိမ်မှာလှုပ်ထားတာအတော်ရဲ့သမီးလေးတွေအတွက်ယူသွားပေးချင်တာအတော်ရဲ့မြီးလေးနဲ့မြီးမလေးကလည်းဒီမလိုင်းမုံတွေကိုတအားကြိုက်တာဒါဆိုအတော်သမီးပေးလိုက်မယ်လीသမီးကအတော်ရဲ့သမီးကိုသွားပေးလိုက်မယ်မဟုတ်တာသမီးရဲ့အဲ့လိုပြောပြီးတော့အဖွားကိုကြီးကမ်းမလေးကမလိုင်မုံပကံကိုနောက်မှာဖွက်ထားလိုက်တော့တယ်တော်ရဲ့အတော်ပင်မန်းသွားလိုက်မယ်အတော်မပင်မန်းမဟုတ်သမီး ။တမီးသွားတော့လေ။သွားသွားဒီကနေထွက်သွားတော့ဝဝဲမာနေ။ဒါပေမဲ့လည်းတင်းတင်းကြီးကမကအတင်းနမမလိုက်မပကံကိုယူပြီးတော့ထွက်ပြေးသွားတော့တယ်။ဂူညီကြပါဦး။ဂူညီကြပါဦး။ဟိုကြီးကမကငါ့ရဲ့မလိုက်မုံတွေကိုလူယူသွားတယ်။တရားပြောဂူညီကြပါဦး။ပန်အိမ်ပြင်မှာထိုင်နေတော့တာပေါ့။ အဖွားအိုရဲ့အတန်အောင်ကြားပြီးတော့မိဘကပြန်တန်းသွားရင်းနဲ့အဖွားအိုရဲ့အနားကိုရောက်လာတော့တယ်။အဖွားကြီးဘာဖြစ်တာလဲ။အဖွားအိုကြီးကမကအเจ้าဆုံးပြောပြလိုက်တော့တယ်။အဲ့ဒီမလိုက်မောင်းကိုအဖွားကအဖွားရဲ့သမီးအတွက်ယူသွားဖို့လုပ်နေတာ။အဲ့ဒီကြီးကမကအဖွားစီကနေလူယူပြီးတော့ထွက်ပြေးသွားတယ်။အဖွားကြီးအဲ့ဒီအတော်ကြီးကမကအရဟိုဆိုးတာ။อืมဒါပေမဲ့အခုတော့သူ့ကိုအလွတ်ပေးတော့မှာမဟုတ်ဘူး။တေချာဘောအပြစ်ဒဏ်ကိုခံစေရမယ်။ ိပန်ကပလန်တစ်ခုကိုစီစဉ်လိုက်တော့တယ်။နောက်တော့အတော်သိန်းငယ်စီကိုသွားလိုက်တော့တယ်။အတော်ရဲ့ဘယ်သွားမလို့လဲ။တော်ကနှုတ်သွားယူမလို့ပါ။အတော်ကတခြားလို့ရှိသေးရင်နှုတ်လိုက်။တမိနှုတ်သွားယူလာခဲ့ပေးမယ်။ဟုတ်ပြီလေတမိ။ဒီမှာပုံယူလိုက်ပါဦး။ပြီးတော့ပစံရောပဲ။အဲတိုင်ငတ်မစီကနေပစံနဲ့ပုံကိုယူသွားပြီးတော့နှုတ်ဝယ်လာဖို့အတွက်သွားလိုက်တော့တယ်။သူ့အတွင်းတေချာပေါက်တင်းတင်းကြီးကမကသူ့စီကိုလာပြီးတော့နှွားနှုတ်လူယူမယ်ဆိုတာကိုမိပန်ကသိတာပေါ့။ အဲ့ဒါကြောင့်လဲမိဘကဦးလေးကျက်တူရွေးစီကနေနွားနို့ဝယ်ပြီးတော့တင်းတင်းကြီးကမှထိုင်နေတဲ့လမ်းအနေဖြတ်လာလိုက်တော့တယ်။စာကလေးမလေးအဲ့ဒီပုံထဲမှာဘာရှိရလဲ။နွားနို့ဝယ်လာတာဒါပေမဲ့ဒီတခါတော့သွားခွင့်ပေးပါနော်။သမီးသွားမှဖြစ်မှာမလို့ပါ။ဒီနွားနို့ငါ့ကိုပေးစမ်း။မပေးနိုင်ဘူး။တင်းတင်းကြီးကမှကအရှိကိုတိုးလာပြီးတော့မိပန်းစီကနေနွားနို့ပုံကိုလူယူလိုက်တော့တယ်။အဲ့ဒီနောက်မှာတော့တင်းတင်းကမိပန်းရဲ့အရှိမှထိုင်ပြီးတော့နွားနို့ကိုတောက်လိုက်တော့တယ်။ နွားနို့တောက်လို့ကုန်တဲ့အချိန်မှာတော့မိပန်ကတင်းနှင်းကိုပြောလိုက်တော့တယ်။ဒီနွားနို့တွေကအတော်သိငဲ့ရဲ့ဟာအတော်ကသမီးကိုတော့ဝယ်လာခိုင်းနေတာ။သမီးကအခုပဲအတော်သိငဲ့စီကိုတွားပြီးတော့ပြပြလိုက်မယ်။အဲ့ဒါကိုနားထောင်ပြီးတော့တင်းနှင်းကြီးကမှကြောက်လန့်သွားတော့တယ်။ဘာမိပန်မိပန်ရေအဲ့လိုတော့မလုပ်ပါနဲ့နော်။မဟုတ်ရင်မဟုတ်ရင်အဲ့သိငဲ့ကငါ့ကိုတတ်ပြလိုက်မယ်။အဲ့နောက်မှာတော့မိပန်ကမြ мян လေးတိတ်ငတ်မဆီကိုရောက်လာပြီးတော့ငိုနေတော့တာပေါ့ အတော်ကြီးဟိုဆိုးတဲ့အတော်ကြီးကသမီးစီယာနဲ့နွားနို့တွေကိုလူယူပြီးတော့အကုန်တောက်ပြစ်လိုက်တယ်။အဲ့ဒီကြီးကမှအတော်ရဲ့နွားနို့လူယူပြီးတော့တောက်ရတဲ့အထိတက်တိရှိနေတယ်ဗောလေ။ခဏလေးနေအတော်အခုပဲသူ့ကိုသွားမေးကြည့်လိုက်အောင်မယ်။တိုင်ကမကဒေါသတကြီးနဲ့ဒုက္ကိုင်ပြီးတော့ကြီးကမရဲ့အနောက်ကိုလိုက်တော့တယ်။တင်တင်ကြီးကမကတစ်ပင်ရဲ့အနောက်မှာပုန်းခုန်နေတော့တာဗော။ဒါပေမဲ့လည်းတိုင်ကမကတင်တင်ကိုတွေ့သွားတော့တယ်။အဲ့ဒီနောက်မှာတော့တင်တင်ကိုရိုက်နိုင်ရင်ရိုက်နိုင်ရင်နဲ့အယူဖြစ်အောင်လှုပ်လိုက်တော့တယ်။ ဒါတွေအလုံးနင်းကြောက်ဖြစ်ရတာမိပန်းမတော်တင်နေရဲ့နောက်ဘယ်တော့မှသမီးရဲ့ဟင်းသီးဟင်းရွက်ကိုမလုယူနဲ့တော့နော်မဟုတ်ရင်နောက်တစ်ခါလဲဒီလိုမျိုးအရိုက်ခံရလိမ့်မယ်အဲ့လိုပြောပြီးတော့မိပန်းစာကလေးမကအဲ့နေရာကနေထွက်သွားလိုက်တော့တယ်ဘဝစာကလေးမကကျတူရေးစီကိုသွားနေပါတယ် ငါကြားထားတာတော့ဟိုဘက်တောင်တန်းနေဘက်မှာအရန်ုံကြီးမာတဲ့တစ်ပင်တွေရှိရဲတဲ့အဲ့တစ်ပင်ကနေအသေးတွေသွားပြီးတော့ခူးစားရအောင်อืมငါလည်းဒီကအသေးတွေကိုစားပြီးတော့ရိုးနေပြီငါလည်းဟိုဘက်တောင်တန်းနေဘက်ကအသေးကိုစားခြင်းတယ်ငါလည်းစားခြင်းစိတ်ရှိနေရနဲ့ခိုးပါငါတို့နဲ့အတူခေါ်လိုက်မယ်လीဘဝစားကိန်းနဲ့စက်တူရရခိုးရဲ့အိမ်ကိုသွားလိုက်ပါတယ်ဒါပေမဲ့ခိုးရဲ့အိမ်ကအပြင်ကနေတော့ခတ်ထားပါတယ်อืมခိုးကသူ့အိမ်မှာရှိမနေဘူး ကြည့်ရတာကာလူးနဲ့တနေရဲ့အိမ်မှာရောက်နေမလားမသိဘူး။ရှိနေရင်သူတို့ဘာခေါ်သွားရအောင်လေ။ငါတို့သွားမဲ့လမ်းမှာကြီးကန်းနဲ့ကြီးကန်းမကိုတွေ့ရင်တွေ့အောင်မှာသူတို့ဘာငါတို့နဲ့တူခေါ်သွားလိုက်မယ်။သူတို့တငယ်ချင်းနှစ်ယောက်ကပြန်ပြီးတော့သွားလိုက်ပါရဲ့။တင်းတင်းကြီးကန်းမအရသာရှိတဲ့အစားအစာတွေတွေ့ရလား။ဟွန်းအင်းမတွေ့ဘူး။ဘိုက်စာလုံးလုံးအရန်တော့ပဲ။ငါလည်းဘိုက်စာနေတယ်။ငါ့ကိုလည်းစားစရာပေးပါလား။ လင်းတို့တွေကိုပေးဖို့ငါတို့မှလည်းစားစရာမရှိဘူးငါတို့ကဟိုဘက်တောင်တန်းနေစီဘက်သွားပြီးတော့အတီးသွားစားမလို့နင်တို့လည်းစားကြငါတို့နဲ့လိုက်ခဲ့လေအင်းအဲ့ဒါဆိုလည်းအမြန်သွားရအောင် ကြားပြီးကလေးကတရေရကြနေပြီအားလုံးကအတူတူတောင်တန်းနေဘက်ကိုပြန်သွားပါရဲ့အငယ်မငါငှက်တည်းရဲ့အတန်ကိုကြားနေရပြီကြည့်ရတာငှက်တည်းအတီးစားဖို့တောင်တန်းနေဘက်ကိုရောက်လာပြီထင်တယ်ဟုတ်မဟုတ်ငါတော့စစ်ကြည့်လိုက်အောင်မယ်နင်အိမ်မှာနေခဲ့ ဲ့လိုပြောပြီးတော့တိုင်ကအငယ်ဟာထောင်ချောက်ကိုယူပြီးတော့သွားလိုက်ပါတယ်။အသီးတွေကအယောင်းကိုရတာရှိရပဲ။တူတူပြောတင်တင်ဒီနားမှာရုံပါတယ်တိုင်ကတွေရှိရဲ။အာငါတိုင်ကတွေကိုမကြောက်ပါဘူး။သူတို့လည်းငါ့ကိုဘာမှလုပ်မှာမဟုတ်ပါဘူး။မြင်မြန်စမြင်မြန်စစကားကိုနောက်မှပြောပြီးရင်ဒီကနေအမြန်ထွက်သွားရမယ်သူတို့အားလုံးကအသေးတွေကိုစားလိုက်ပါတယ်အဲ့ဒီအပင်တွေကတောင်တန်းမှာရှိနေရပ ိုင်ငတ်ကတောင်ထဲကနေငတ်တွေကိုကြည့်နေလိုက်ပါတယ်။၁၂3ဒီနေ့တော့ငတ်လေးကောင်တော့ရှိနေပါလား။ဒီငတ်တွေအားလုံးကငါးထောက်ချောင်ထဲကိုမိသွားရင်ပျော်စရာကောင်းတော့မှာပဲ။တိုင်ငတ်ကတောင်ထဲကနေထောင်ချောက်ကိုပြစ်လိုက်တာ။တခါတည်းတင်းတင်းကြီးကန်စစ်တူရီတို့အပေါ်ကိုရောက်သွားပါတယ်။ဟိုဝါဆာကလေးကအဝင်းမှနေတဲ့အတွက်သူကလွတ်သွားပါတယ်။ဟိုဝါဆာကလေးမက ပြန်သွားပြီးတော့အဝေးတစ်နေရာမှာထိုင်လိုက်ပါတယ်။ စာကလေးစာကလေးငါတို့ချောင်ချောင်နဲ့မိသွားပြီငါတို့ကူညီပါအောင်ငါတို့ကယ်ပါအောင်စာကလေးရဲ့လာခဲ့စာကလေးမလာခဲ့နီးရဲ့တငယ်ချင်းတွေကိုလာခဲ့လိုက်စမ်းပါတိုင်းကမတိုင်းကမငါကနင်ဖန်းစားလို့ရအောင်နင့်နယ်မြေတဲကိုငါခေါ်လာခဲ့တာဘာဘဝစာကလေးနင်ဘာပြောလိုက်တာလဲစာကလေးမ ငါနေ့ကိုကျေးဇူးတင်ပါတယ်။ငါ့ကိုအရန်ရတာရှိရညစာပေးတဲ့အတွက်။သိန်းငမတငယ်ချင်းအခုပဲသူတို့ကိုခေါ်သွားလိုက်တော့ပြီးတော့ဒီတစ်ပင်ရဲ့အသီးတွေကငါတယောက်တည်းအတွက်ပဲ။ဟောဝါစာကလေးမကအဲ့ဒီကနေပြန်သွားလိုက်တော့တယ်။သိန်းငမကငှက်တီကိုဖမ်းပြီးတော့အိမ်ကိုခေါ်သွားလိုက်ပါတယ်။อืมငါတော့အရန်ကိုပင်ပန်းသွားပြီသူတို့ကိုကူချပေးအောင်ငါအရန်ကိုပင်ပန်းနေပြီအငယ်မအဲ့လောက်များတဲ့ငှက်တွေဘယ်ကနေရောက်လာတာလဲ ။စားကလေးမကသူတို့ကိုလှည့်စားပြီးတော့တရားသစ်ပင်ပေါ်ခေါ်လာတာ။ဒါကြောင့်ငါလည်းဖမ်းလိုက်တာ။ငှက်တွေကိုတစ်ဖက်မှာထားလိုက်ပါတယ်။ငါမီးမွေထားလိုက်မယ်။နေစနွေးမုံတွေ၊ငရုတ်သီးမုံတွေမဆလာတွေတွားယူလိုက်။ငါ့ကိုလှုပ်ပေးပါတိုင်ကမ။ငါ့အသားစားမကောင်းပါဘူး။ငါ့အသားတွေကိုစားလို့ရှင်နှုတ်သီးကျိုးသွားလိုက်မယ်။ဟွန်းဘာမှမဖြစ်ဘူးငါနှုတ်သီးအတူတက်လိုက်မယ်တိုင်းငယ်ကြီးကမဆလာတွေတွားယူပါတယ် အငယ်ကတော့အိမ်အပြင်မှာထိုင်ပြီးတော့မီးမွှေးနေပါတယ်။ကျိုးတွေကအယံအုံပါတယ်။ငါ့ရဲ့နှုတ်ပြီးနဲ့ဒါအောင်မဖြစ်နိုင်ဘူး။ငါမမြော်လိုက်ထားဘူး။စာကလေးမကငါတို့အဲ့လိုလှည့်စားလိုက်မယ်လို့။စာကလေးမအယံအုံသဘောကောင်းပါတယ်။ဘာလို့ तू ကအဲ့လိုလုပ်မှလဲ။ तू ကငငယ်လေးကတည်းကငါတို့ရဲ့တငယ်ချင်းလေ။အကိုခုတ်အကိုခုတ်အကိုကဘယ်ရောက်နေရလဲ။တော်ရဲကိုကိစ္စရှိလို့သွားတာဘာဖြစ်လို့လဲဘောဝါစာကလေးအားလုံးအဆင်ပြေတယ်မလား။ ဘာလို့အရန်ကိုကြောက်နေရလဲတင်းတင်းကာလူချက်တူရဲကိုတိုင်းကမဖမ်းလိုက်ပြီသူတို့အမြန်သွားခဲ့ရမယ်ဟလာဘမလဲတိုင်းကမသူတို့ဖမ်းပြီးတော့အိမ်ကိုခေါ်သွားလိုက်ပြီဟာသူကအားလုံးစားတော့မှာပဲနာသမင်တက်တဲ့တငယ်ချင်းတွေကိုသူ့စီခေါ်လာတာလို့ပြောလိုက်တယ်ဒါမှတော်ရဲအသီးတွေကိုငါစားလို့ရအောင်လို့လေဒါကြောင့်တိုင်းကကငါ့ကိုယုံကြည်သွားလိမ့်မယ် ဲ့လိုနဲ့စာကလေးကအကြံတွေကိုပြပြလိုက်ပါတယ်။ဒီလောက်ကိုငါတို့သတိထားပြီးလုပ်မရမယ်။မဟုတ်ရင်တိုင်းကကသူတို့နဲ့တူငါတို့ကိုပါရောပြီးစားလိုက်မယ်။ခုံနဲ့ဝဝစာကလေးမကအမြန်မဲ့ပြန်သွားလိုက်ပါတယ်။တိုးတိုးနေစမ်းဘာတွေပွားစီပွားစီပြောင်းနေရလဲ။အမတိုင်းကမရေသူတို့နှစ်ယောက်ကိုစားလိုက်ပါ။ငေါ့တော့လှုပ်ပေးပါ။ငါနေ့ရဲ့အိမ်မှာအလောက်မှန်သမျှကိုလှုပ်ပေးပါမယ်။ ဒါမှမဟုတ်ရင်ငါ့ကိုလှုပ်ပေးပါ။ဒါခိုးဖမ်းပြီးအောင်နင်တို့စီကိုခေါ်လာပေးမယ်။ဒါပေမဲ့တိုင်းကကသူတို့ရဲ့စကားကိုနားမထောင်မယ်နဲ့အိမ်အပြင်ဘက်ကိုခေါ်လာပါရယ်။နင်တို့တွေဒီမှာခဏနေအောင်။ငါညမမဆလာယူပြီးပြန်လာတာနဲ့နင်တို့လည်းပြီးပြီ။တယ်ဦးတွေကနေရေတွေကလည်းစုနေပါရယ်။မကြခင်သူတို့ကအဲ့ဒီရေထဲမှာအပြုတ်ခံရတော့မှာပါ။ဒီဘက်မှာတော့ဝဘစာကလေးမကခိုးခေါ်ပြီးတော့ရောက်လာပါရယ်။တငယ်ချင်းတိုင်းကကြည့်လိုက်ပါဦး။ငါဘသူ့ကိုခေါ်လာတာလဲ။ ခုပြေးတော့ခုပြေးတော့စာကလေးကနင့်ကိုလိန်ပြီးတော့ဒီကိုခေါ်လာခဲ့တာစာကလေးနင်ပြောတော့ငါ့ကိုတည့်ရတည့်ရစာဘူးခေါ်လာတာဆိုစာကလေးကတိုင်ငက်ကိုကြည့်လိုက်ပါတယ်ပြီးတော့မျက်စိနဲ့မျက်စောပြစ်လိုက်ပါတယ်စာကလေးငါနားလေသွားပြီ ခုငါ့ရဲ့အိမ်ထဲကိုဝင်ပြီးတော့အချိုးဘူးရှိတယ်အဲ့ဒါကိုယူလာခဲ့ခုကတိုင်ငက်ရဲ့အိမ်ထဲကိုမဝင်မဲနဲ့တက္ကသိုလ်မှာပုံလိုက်ပါတယ် ငါ့ကိုနောက်ထပ်ငှက်တကောင်ခေါ်လာပေးတဲ့အတွက်ကျေးဇူးပါပဲ။တကယ်ချင်းတိုင်ငှက်ငါနောက်ထပ်ငှက်တွေကိုလည်းခေါ်လာပေးခဲ့မယ်။အဲ့ဒါဆိုရင်တောတစ်ခုလုံးကငါ့အပိုင်ဖြစ်သွားလိမ့်မယ်။ဘွားစားကလေးကတိုင်ငှက်ကိုစကားရည်နဲ့ချက်လိုက်ပါတယ်။ခိုးကအိမ်နောက်ဖက်ကနေအပြင်သွားပြီးတော့ထုတ်သွားယူလာပါတယ်။ပြီးတော့အသေးတစ်ချက်ရိုက်လိုက်ပြီးတော့တိုင်ငက်ကမိလဲသွားပါတယ်။အမြဲလုံးခိုးငါတို့ရဲ့တငင်ချင်းတွေကိုသူတို့ရဲ့လက်ထက်ကနေကယ်ရမယ်အမြဲလုံးခိုးကကျိုးတွေကိုဖြေလိုက်ပါတယ် အားလုံးကအဲ့ဒီကနေထွက်ပြေးသွားကြပါတယ်။တငယ်ချင်းတွေအားလုံးအဝေးကိုပြန်သွားပါတယ်။တနေရာမှာနားပြီးတော့အသက်ဝဝရှူလိုက်ပါတယ်။ဝဝနေတော့ငါတို့ကိုတိုင်းငယ်ရဲ့လက်ထဲကနေကယ်ပေးလိုက်တယ်။ငါတို့ကိုလှည့်စားခဲ့တာကခိုးနဲ့သွားပြီးတော့တွေ့ချင်လို့ပေါ့။အကိုခိုးကတကယ်လို့အုံနောက်နဲ့အလုံးမလုံးခဲ့ရင်တိုင်းငယ်ကအားလုံးကိုစားသွားနိုင်တယ်။ဘဝသာတိုင်းငယ်ကိုစကားနဲ့မချုပ်ခဲ့ရင်ငါတို့စီကိုလာလို့ရမှာတော့မဟုတ်ဘူး။ စာကလေးညီပြောင်းအမှန်နဲ့ညီကတငယ်ချင်းတယောက်ရဲ့တာဝန်ကိုလှုပ်ဆောင်ပေးခဲ့တယ်။တငယ်ချင်းတို့ခိုးတာငါတို့မကူညီခဲ့ရင်ငါတို့တော့ကဲနိုင်မှာမဟုတ်ဘူး။တိုင်ခက်အကြီးကမဆလာယူပြီးပြန်ရောက်လာတော့သူညီမထိခိုက်ထားတာကိုတွေ့ပြီးတော့လန့်သွားပါတယ်။အငယ်မအငယ်မထပါဦးညီမဖြစ်သွားရလဲ။ညင်ဘယ်သူကထိခိုက်အောင် လုပ်တာလဲ။ဟိုငတ်တယ်ရောအားလုံးဖယ်ရောက်သွားလဲ။အမအဲ့ဒီစာကလေးကအရန်ကိုလဲတဲ့ ူကငါတို့ကိုလှည့်စားပြီးတော့တငင်ချင်းတွေကိုကယ်ပြီးတော့ထွက်ပြေးသွားပြီ။ညီမရဲ့ခေါင်းကိုအမျက်ပတိစီပေးပါမဟုတ်ညီမသေတော့မယ်။အမကျွတ်တွေကိုပဲရှာလာပါတော့ဘာလို့လဲဆိုတော့ညီမတော့အရင်ငတ်တွေကိုဘယ်တော့မှမဖမ်းတော့ဘူး။သူတို့တွေကခက်ခဲတဲ့ကိစ္စတွေကိုလည်းလုပ်နိုင်တယ်။အဲ့လိုနဲ့ပဲဝဝဆာကလေးစစ်တူရဲ့ကာလူကြီးကတင်းတင်းကြီးကမနဲ့ခိုးတို့ကသူတို့အားလုံးကအခက်အခဲကိုရင်ဆိုင်နိုင်ခဲ့ပါတယ်။ အဲ့လိုနဲ့သူတို့ကပရိယေတွေကိုဆွေမြောက်ပြဿနာတွေကိုလည်းဖြေရှင်းသွားပါတယ်။